Android DVD တွေ Android Box တွေမှာပါတယ် RAM storage တွေ ROM storage တွေကသူတို့ပြောတဲ့အချက်လက်အတိုင်းတကယ်ရောပါရဲ့လားတကယ်ရောမှန်ရဲ့လားဆိုတာဘလို့စစ်ဆေးမလဲ Android TV တို့မို့ Android Box ရဲ့အချက်လက်တွေကြည့်မယ်ဆိုရင် setting ထဲမှာကြည့်လို့ရတယ် setting ရဲ့ device preference နဲ့ကအပေါက်မှာကြည့်လို့ရတယ်ဒါပေမဲ့ဒီအပေါက်ထဲမှာပါတဲ့ဟာတွေကတစ်ခါတလေမှန်ခြင်းမှမှန်ပါတယ်မှန်မှန်မှန်စစ်ဆေးဖို့ကိုယ့်ရဲ့ Android TV တို့မို့ Android Box မှာ CPU-H application ထည့်သွင်းထားဖို့လိုအပ်ပါတယ် CBUH application ကို Google Play Store မှာအလွယ်တကူရှာပြီးတော့ download ဆွဲလို့ရပါတယ်။ Google Play Store ရဲ့ search box မှာ CBUH ဆိုပြီးတော့ရှာပြီးတော့ download ဆွဲ install တင်လို့ရပါတယ်။ကိုယ့်ရဲ့ Android TV တို့မှာ Android box က Google Play Store တုံးလို့မရဘူးဆိုရင် browser ထဲမှာရှာပြီးတော့ download ရပါတယ်။ကျွန်တော်က Google Chrome browser ထဲမှာ down ကြည့်ပါမယ်။ Google Chrome browser ရဲ့ search box မှာ CBUH ဆိုပြီးတော့ရှာဖွေလိုက်ပါမယ်။ CBUH application download ရမယ့် website တွေအများကြီးကြာလာပါမယ်။ ။အဲ့ဒီထဲမှာကျွန်တော် website တစ်ခုတည်းကိုဝင်ပြီးတော့တောင်းပြမယ်။ဒီ website တည်းကိုဝင်ပြီးတော့တောင်းကြည့်မယ်။ဒီ website မှာဖြစ်ဖြစ်ဒီ application က free download ဆွဲလို့ရပါတယ်။ဒီ website မှာဆိုရင် free download ဆွဲလို့ရပါတယ်။ download ဆွဲနည်းလေးကိုကျွန်တော်ကအနည်းငယ်ပြပေးထားပါတယ်။ website တစ်ခုနဲ့တစ်ခုကတော့ download ဆွဲပုံပြောနေမှမတူဘူး။နောက်ဆုံးမှာ download anywhere လေးပို့လိုက်ရင်နှိပ်ပြီးတော့ download ဆွဲလိုက်မယ်။ပြီးရင်ကိုယ့်ရဲ့ Android TV တို့မဟုတ် Android ဘောက်မှာ CPUH application ကို install တင်ပြီးတော့ software တွေဝင်လိုက်ပါမယ်။ ဆိုဖွဲမှာခေါင်းစဉ်တက်ပလေးတွေအများကြီးရှိတယ်။အဲ့ဒီတစ်ခုချင်းစီဝင်ပြီးတော့အသေးစိတ်အချက်လက်ကိုရှာဖွေကြည့်ရှုလို့ရပါတယ်။ဥပမာအနေနဲ့ဒီ system tab ခေါင်းစဉ်ထဲမှာကြည့်ကြည့်မယ်။ဒီမှာဆိုရင် memory အပိုင်းကိုပြပေးထားတယ်။ပြီးရင်အောက်ဘက်မှာ system အပိုင်းကိုပြပေးထားတယ်။ system အပိုင်းပြီးရင်ဟိုဘက်အောက်ဘက်မှာ OS version အပိုင်းကိုပြပေးထားပါတယ်။ဒါကတော့နည်းနည်းအသေးစိတ်ချက်လက်ကြတယ်။နောက်မှရိုးရိုးရှင်းရှင်းလေးကြည့်မယ်ဆိုရင်ဒီ home tab ထဲမှာကြည့်လို့ရတယ်။အဲ့ဒီမှာဒီမှာသူကဒီအကွက်ကလေးနဲ့ပြပေးထားတယ် ဒီမှာဆိုရင်ဒါ RAM storage နဲ့ ROM storage ကိုပြပေးထားတယ်။ဘယ်လောက်ရှိလဲဘယ်လောက်တုံးယူရလဲဒီမှာ CPU ကဘာတွေတုံးထားလဲဆိုတာဒီမှာကြည့်လို့ရပါတယ် Disco Valley ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ Android Box RAM ROM storage မမမန်စစ်ကြည့်လို့ရပါတယ်